ော်လှည့်လို့ရှိရင်ဘာမှမမလင်း socket တွေကိုဒီမှာ pipe ကလေးတွေနဲ့ဆွဲတုပ်ထားတယ်တော်လွတ်တဲ့ထင်ပြီးတော့ကြော်ထားရနေမယ်နော်အားလုံးမင်္ဂလာပါဒီမှာဒါကလစ်တရား50ကသူကတော့လော့ကြတယ်ပေါ့အတန်မီရယ်ဆိုပြီးလာတာပေါ့နော်ပုံမှန်ဒါပေမဲ့သူကကြည့်လိုက်တဲ့အခါမှာ remove ကသူကညှိထားတာပေါ့နော်ကျွန်တော်ပြန်ဆင်းလိုက်ပြီ remove ကိုပြန်ဆင်းလိုက်ပြီအော်ကျွန်မ remove အောက်ခလုတ်ကိုနှိပ်လိုက်လို့ရှိရင်မီးနီအောင်လင်းနေဆိုလို့ရှိရင် ့မီနီအောင်လင်းနေဆိုရင်ဒါ remote ကလော့ကျဟိုပိတ်ထားတာဗောနော်အဲ့ကြရင်တော့ဘာမှဖွင့်လို့ရမှာမဟုတ်ဘူးဗောနော်ပိုင်းချင်းလာတာတော့စိုင်းကြီးကလော့ကျနေဆိုပြီးလာတာဒါပေမဲ့ကျွန်တော် remote ကြည့်ရတော့ remote ကနီးနေတယ် remote ကိုကျွန်တော်ပြန်ဆိုင်လိုက်မယ်ဆိုင်လိုက်မယ် top ဖွင့်ပြီးမဲ့လာပြီနော် top ဖွင့်လို့ရပြီ top လှည့်လို့ရှင်ဘာမီးမှမလင်းနော် top ဖွင့်ရင်ဘာမီးမှမလာဘူးအဲ့ဒီပြဿနာဗောနော်ဒါကအဓိကပြဿနာကတော့ ာတော့ဖွင့်ရင်ဗာမီးမှမလာတဲ့ပြဿနာပေါ့နော်ဒါတော့ကျွန်တော်စစ်ဆေးမှဖြစ်ပါတယ်အဲ့ကျွန်တော်မီးလိုင်းမျိုးစစ်မယ်အော်ဖြူဒါဒီဘက် main ဖြူရယ် backup ဖြူရယ် ic ဖြူရယ်နော်ဒီ၃ခုကိုကျွန်တော်စစ်မယ်ထောက်မယ်အဲ့ဒါ main ဖြူပေါ့နော်နှစ်ဖက်လုံးထောက်မယ်ဒီကောင်က backup ဖြူပေါ့နော်ဒီကောင်က ic ဖြူဒါဖြူလိုင်းနေရာကုန်ကောင်းတယ်ဒါပေမဲ့မီးရမလာဘူးနော်စက်ခလုံးနေလိုက်မယ်ဆိုရင် တော့မီလေးလင်းတယ်တော့ဖွင့်လိုက်မယ်ဘာမီးမှမလာဘူးเนาะဒီမှာเนาะတော့ဖွင့်တယ်ဘာမီးမှမလာဘူးเนาะအဲ့တော့ကျွန်တော်တို့တော့လိုင်းအောင်မီးရောက်လာစေရအောင်ကဘာလေးချက်မယ်เนาะအဲ့ကျွန်တော်ရဲ့အပတ်စဉ်27တင်နန်းသားတွေကဘာခွားနေရဖြစ်ပါတယ် EFI service တလတင်နေတင်နန်းသားတွေဖြစ်ပါတယ်သူတို့နဲ့တူလောက်နေဖြစ်ပါတယ်တင်တဲ့တက်ရှင်နဲ့မိတ်ဆွေများကျွန်တော်ဖုန်းဆက်ပြီးတော့မေးမြန်းလို့ရပါတယ်အပတ်စဉ်22ကတော့လာမယ့်17ရက်17လ2024မှာတင်တဲ့ပြန်ဆက်မှာဖြစ်ပါတယ် အတန်းတက်မဲ့ဆိုရင် workshop ဆရာဖြစ်မှရပါမယ်တင်းတဲ့ကာလကတော့တစ်လကြာမှာပါ EFI service တည်တံ့တင်ပေးမှာဖြစ်ပါတယ် auto နဲ့ EFI service ပါ engine မှာတော့ auto bind ပါပါတယ် wiring မှာပါညာတော့ EFI နဲ့ပတ်သက်တာအကုန်တင်ပေးမှာဖြစ်ပါတယ် smart key နဲ့ပတ်သက်တဲ့အပိုင်းတွေရောတင်ပေးမှာဖြစ်ပါတယ်တင်းတဲ့တီနေရာတော့မိလာမျိုးကဖြစ်ပါတယ်ပုံကြားစိတ်အနေနဲ့တော့နေစားစိတ်အနေနဲ့6သိန်း8000ပါတင်းတဲ့ကာလတစ်လပါအခုကျွန်တော်ဒီမှာကားဝခွာနေနော် အော်ကျောင်းဒီမှာကြည့်အောင်အဲ့တော့သောက်ကဖြုတ်လိုက်မယ်အိုးသောက်ကမှကြော်ထားတယ်ဒီတော့ဒါအရင်လူကဒါတော့လွတ်တယ်ထင်ပြီးတော့ကြော်ထားရနေမယ်နော်ဒါတွေလုံးလို့မရပါဘူးဒါပြန်ဖြုတ်လိုက်မယ်နော်အမျိုးကြီးလုံးလို့မရအောင်နော်ဘေးကအရင်လည်းဖြစ်ပူးတဲ့အတူပဲနော်ဒီမှာ socket တွေကိုဒီမှာ ပိုက်ကလေးတွေနဲ့ဆွဲတုပ်ထားတွေ့ရနော်ဒီမှာလွတ်လွတ်လုံနေတူနော်ဒါမျိုးဆွဲတုပ်ထားတွေ့ရတယ်ကျွန်တော်ဒါမျိုးမလုပ်ဘူးကျွန်တော်ပြန်လုပ်ပြီးမယ်နော်အဲ့တော့မှဘေးကောင်မီးလာတယ်ဆိုတော့ကျွန်တော်ထောက်မှာပေါ့နော်မီးလာတာသိရင်ကျွန်တော်ဒီမှာကျွန်တော်ကစောက်ရှိတယ်စောက်နဲ့ကြည်လို့တာပေါ့နော်အဲ့မှာအဲဒီမှာဒီမှာ ignition ဆိုတော့မှဆိုလို့ရှိရင်ဒီမှာအဲနီးညိုအောင်ကြိုးနီးညိုအောင်ကြိုးက ECU ဖြူကနေလာမှာအဲ့တော့ဒီမှာဆိုလို့ရှိရင် ECU ဖြူ ပါမဒီ issue ဖြူပြီးလို့ချင်း issue ဖြူပြီးရင်ဒီညောင်ကျိုးကိုမီးရအောင်မနော်ဒါတန်ကန်ရပါနော်ဒီမှာတော့ကြည့်မယ်ဆိုရင် main ဖြူ main ဖြူပြီးတော့ issue ဖြူ issue ဖြူပြီးတော့တော့ရောက်သွားတာဆိုတော့အညောင်ကျိုးမှာမီးရအောင်ပတ်တဆာနဲ့ညောင်ကျိုးကိုမီးရအောင်လားထောက်ဒီမှာလာရနော်ညောင်ကျိုးကိုမီးရအောင်လေနော်ဒီမှာအဲ့တော့ဒီတော့ကောင်းမကောင်းအောင်ကျွန်တော်တို့စစ်လိုက်မယ်နော်တော့မီးလိုက်ကောင်းမကောင်းအောင်စစ်လိုက်မယ်ဒီမှာကျွန်တော်တော့ကိုဖြုတ်မယ်နော်အခုကျွန်တော်တော့ဖွင့်ရဲ့အနေထားမှာထားမယ်เนาะဒါဖွင့်ရဲ့အနေထားပေါ့เนาะဖွင့်ရဲ့အနေထားထားပြီးဆိုလို့ရှိရင်ဒီဒီက ငုတ်တွေကိုကျွန်တော်ကမီတာနဲ့တောင်းမီတာကိုဒီမှာအတန်မှာရွှေ့ထားမယ်မီတာကိုအချင်းချင်းတို့မယ်အတန်လာတယ်နော်အဲ့တော့ကျွန်တော်တို့တိုက်မယ်ဆိုလို့ရှိရင်ဒီမှာငုတ်၄ငုတ်ရှိတယ်၄ငုတ်မှာဆိုလို့ရှိရင်ဒီဘဲဘက်က၂ငုတ်ကပူးနေရမယ်ညာဘက်က၂ငုတ်ကပူးနေရမယ်အဲ့ဒီ၂ငုတ်ကိုတောင်းတိုင်းမယ်လာနော်နောက်တစ်ငုတ်တောင်းမယ်ငါကိုပူတယ်နော်လာရနော်အဲ့ဆိုရင်ဒီတော့ရဲ့အနေထားအရကောင်းတယ်လို့ပြောလို့ရတယ် ခုကျွန်တော်သုတ်ဆောက်ကောက်ကိုပြန်တက်လိုက်မယ်သုတ်ဆောက်ကိုပြန်တက်လိုက်မယ်ဒါသုတ်ဖွင့်လာတဲ့အနေထားမှာနော်နော်ဒါသုတ်ဖွင့်လာတဲ့အနေထားဘာမီးမှမလာသေးဘူးနော်အသုတ်ဖွင့်လိုက်တဲ့ဆိုလို့ရှိရင်အဲဒီနတ်ဖြူကနေမီးထွက်ပေးရမှာပေါ့နော်အသုတ်သုတ်ဖွင့်ရင်ဘယ်လိုအနေထားလဲဆိုလို့ရှိရင်အဲညီညူနဲ့နတ်ဖြူနဲ့အပေါင်းတော်မှာဒီမှာတန်ဂရန်ရဆိုတော့နော်ဒါဆိုရင်ဒီညီညူမှာမီးရှိတယ်ဆိုလို့ရှိရင်နတ်ဖြူကမီးထောင်ထွက်အဲ့တော့ကျွန်တော်ထောက်ကြည့်မယ် ညညိုရင်ထောက်ကြည့်မယ်ညညိုမှာမီးလာနော်အညညိုမီးလာတယ်နော်အဲ့နတ်ဖြူထောက်မယ်နတ်ဖြူထောက်တော့လေမီးလာတယ်နော်ဒါဆိုလို့ရှိရင်ဒီတော်လိုင်းကကောင်းတယ်ဗောနော်အဲ့တော့နတ်ဖြူကိုထောက်တယ်မီးလာတယ်ဒါပေမဲ့အဲတိုင်ခွက်မှာဘာမှမလာဘူးဖြစ်တယ်နော်တိုင်ခွက်မှာဘာမှမလာဘူးဖြစ်တယ်အဲ့တော့ကျတော့အဲတော်လိုင်းကတော့ကောင်းတယ်ဒါတော်လိုင်းကဖြစ်တာမဟုတ်တော့ဘူးဒါဆိုလို့ရှိရင်ဘာကိုကြည့်မလို့ဆိုလို့ရှိရင် main road လေးပိုင်းကိုကြည့်မယ် main road လေးကဒီမှာကွဲနေပြီဒါကျွန်တော်တို့ဒါကြောက်လန့်နဲ့ထိုးပြီးတော့လှန်ထားဝင်ရတယ်နော်ဒီမှာ အဲ့တော့ဒီမှာကျွန်တော်တို့စစ်မယ်အဲမီလိုင်းရဲ့ပုံစံကိုကျွန်တော်စစ်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီမေရိုလီမှာဆိုရင်ဒီဘက်ဒီဘက်နှစ်ခုအပေါင်းတို့ကျွေးတာပေါ့နော်အဲ့တော့ဒီနှစ်ပင်မှာတပင်ကအပ်ပင်ဖြစ်တယ်အဲ့တော့အပ်ပင်ကဘေးဟာလုံးဆိုကျွန်တော်တချာဘရလီရဲ့ဒိုင်ဂရမ်ရဆိုလို့ရှိရင်မေရိုလီရဲ့ဒိုင်ဂရမ်ဆိုလို့ရှိရင်ဒီ ground တပင်ပါမယ်ဒီတော့ကနေပြီးတော့ခုနနက်ဖြူပေါ့နော်ခုနကျွန်တော်မီးရောက်တဲ့နက်ဖြူကနေတပင်လာမယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုဒီရလီမှာပါတဲ့ ground ပင်ကိုချာမှာပေါ့နော်အဲ့တော့ကျွန်တော် ground ချာမယ်ဆိုရင်နှစ်ဖက်လုံးထောက်ကြည့်အောင်ထောက်မယ် ။ရှားဆိုင်မီးလာတယ်။အမီးလာတဲ့ဘက်ကကရောင်းပေါ့နော်။ဒီဘက်ကကရောင်းဒီဘက်ကအပောင်းရောက်မှာပေါ့နော်။အပောင်းရောက်မှာဆိုတော့ဖွင့်လို့ရှိရင်ဒီဘက်ကမီးရောက်မှာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကတက်စတာကိုအနှုတ်မှာညှက်လိုက်မယ်။ညှက်ပြီးလို့ရှိရင်ဒီမီးရောက်မဲ့ဘေးကိုထောက်ထားမယ်။တော့ဖွင့်တာနော်။ကျွန်တော်တော့ပြန်ပေးလိုက်မယ်။အမီးမလာတော့နော်။တော့ဖွင့်တော့ပြန်ဖွင့်မယ်။တော့ပြန်မှာဆိုရင်မီးလာတယ်ဒါဆိုရင် main rail ရဲ့မီးလိုင်းကကောင်းတယ်။နော်ဒါဆိုရင် main rail လေးမကောင်းတာလားစမ်းကြည့်မယ်။ main rally ဆမ်းမယ်ဆိုလို့ရှိရင် main rally မှာဆိုလို့ရှိရင်၄ငုတ်ပါတယ်၄ငုတ်ပါတော့မှအသေးနှငုတ်ရဲ့အကြီးနှငုတ်ရဲ့ပါတယ်အဲ့အသေးနှငုတ်ကပါဝါကြီးမယ်ဆိုရင်အကြီးနှငုတ်ကပူးသွားမယ်နော်အဲ့တော့ကျွန်တော်ဆမ်းတက်မယ်အဲ့တော့ဒီမဲ့ကျွန်တော်ကဒီငုတ်နှစ်ခုကိုပဲဒီအပေါင်းနဲ့တွေးလိုက်မယ်တွေးလိုက်အဲ rally ကတော့အလုံးလုံးတက်တယ်နော်အဲ့တော့ဒီနှစ်ခုပူးလာဆိုတော့ကျွန်တော်ထောက်ကြည့်ရမယ်နော်လှုပ်ပါဝါကြီးမယ်အဲမီတာအလုံးလုံးတယ်နော်မီတာလုံးလုံးတယ်ဒါဆိုရင် rally ကောင်းတယ်ရပြီ rally ကကောင်းတယ်ပြောစရာမလိုဘူးနော် ရလီကောင်းတယ်ဆိုရင်ကျွန်တော်တို့ဆက်ဆန်းမှာကဒီရလီတဲ့ဝင်ထားတဲ့ main viewer စနေဝင်ထားတဲ့ Milan ရောကောင်းလာပါဥပမာအဖြစ်ဒီကနေပြီးတော့ main viewer နေပြီးတော့ဒီတဲ့ကိုရလီတဲ့ဝင်ထားတဲ့ Milan မကောင်းဆိုလို့ရှိရင်လေဒီဘက်ကိုမီးရထွက်မပေးဘူးအဲ့ဒါဒီကောင်မီးထွက်မှဒီဖြူဖြူစံတွေကိုမီးရအောင်မလို့နော်ပြောချင်တာ main viewer လေးကောင်းမှဒီဘက်ကဖြူစံတွေမီးရအောင်ပါအဲ့တော့နှုတ်ထဲရတစ်ခုတစ်ခုကအဲ့ဒါကျွန်တော်တို့အဲ main rally အဲ main viewer လာတဲ့ကျိုးပါနော် တော့ဒီမှာထောက်ကြည့်မယ်ဒါ main view main view ကလာတာဒါကကျွန်တော်ကျွန်တော်တို့ဟိုသွားတာဒီ view သုံးလုံးသွားတာပါအဲ့ကျွန်တော်ဒီမှာအဖြစ်တခုတွေ့ထားတယ်ဘာဖြစ်တော့ဆိုတော့ဒီကငုတ်တခုကအောက်အောက်ကိုကျွန်ကြတယ်နော်ဒီငုတ်တရားကြတော့ဒီငုတ်ကအပေါ်မှာတင်တယ်ဒီဘက်ကငုတ်ကအောက်ကိုကျွန်ကျတယ်ကျွန်ကျတဲ့အခါကျတော့ main relay ကထည့်လိုက်တဲ့အခါကျတော့ main relay ထည့်လိုက်တဲ့အခါမှာလွတ်သွားသလိုဖြစ်တာပေါ့နော်အော်ဒီနှစ်ခုကဒီနှစ်ခုကပူးသွားမှာဒီနှစ်ခုကပူးသွားမှာပူးသွားတဲ့အခါမှာဒီဒီမြင်ရတာတော့မသိဘူးဒီမှာ ဒီဘက်ကငုတ်ကအောက်ကိုကျွန်ကြပါတယ်နော်ဒီဘက်ကအပေါ်မှာပဲရှိတယ်ဒီဘက်ကငုတ်ကအောက်ကိုအောက်ရောက်နေတယ်ဗျာနော်ဒီပြဿနာတက်နေဖြစ်ပါတယ်အဲကျွန်တော်ဖြုတ်ဝင်ဖြုတ်မယ်အကျောအခင်းဖြုတ်ပြီးတော့ကျွန်တော်ဖြုတ်ဝင်ဖြုတ်ကြည့်မယ်နော်ဒီမှာတော့ဒီကောင်ကအပြင်ထွက်ပြီးတော့ဒီကောင်ကပြုတ်နော်ဒီကောင်ဒီရဲမှလာဒီရဲမှပါနော်ဒီကောင်အောက်ရောက်နေအပြင်ထွက်နေတယ်ဒီကောင်ကအပြင်ထွက်နေတစ်ချက်ပြင်ဒီ socket ဒီမှာ socket ဒီမှာစားကြိုးကြိုက်တယ်ဆိုလားအဲဒီစားကြိုးကြိုက်တယ်သူတို့ကရင်အားဒါစားကြိုးကြိုက်တာကိုသူတို့ အဲပိုက်ကလေးညတွဲကုတ်တာပေါ့နော်ဒီမှာစားကျူးကြိုက်တယ်ဒီပြဿနာဖြစ်တယ်ပြီးမှဒီကျိုးထဲမှာဆိုရင်ဒီ main app ပင်ပေါ့နော်ဒီ app ပင်ကလည်းကျွန်တော်တို့ကျိုးကြိုက်တာတွေ့ရတယ်ဒီကောင်ကြီးကြီးရှိပြီးတော့တခြားပြတ်ကုတ်အောင်ပေါ့နော်ဒါကြီးလောက်အောင်မယ်ကြီးဝါရင်းလိုင်းကျွန်တော်ပြန်စစ်ပေးရမှာနော်အဓိကတော့ဝါရင်းလိုင်းဒီမှာပြဿနာတက်သွားတာပေါ့ဒီမှာတွေ့ရ main app ကျိုးကဒီမှာကျိုးတက်တာပေါ့နော်ဒါကိုကျွန်တော်တို့ရှာရကိုင်းနဲ့စိန်ပြီးတော့ကြီးချုပ်မှာနော်ဒါကြီးပြန်ချုပ်အောင်ဖြစ်ပါတယ် ောက်တာကျွန်တော်ဖြုတ်တယ်ဟုတ်နော်ကျွန်တော်တို့ဒီထဲမှာရှိတဲ့ကြီးတွေစစ်ပေးတယ်ဒီကလစ်တွေကျွန်တော်တို့အဲပြုတ်နေတာခဲဆော့ပေးတယ်ပြီးလို့ရှိရင်ဒီထဲမှာရှိတဲ့အခုနဒီအက်ဂျိုးတွေအဲကြီးပြန်ချွတ်ထားတယ်ဒီ socket တွေထဲမှာလည်းကြီးကြိုက်နေရတယ်တွေ့ရတာအဲကျွန်တော်ကြီးပြန်ချွတ်ထားတယ်တော့ဒီချောင်းနေရတယ်ကျွန်တော်ပြန်လုတ်ထားတယ်ဗောနော်ဒါအကုန်လုံးလုတ်ပြီးသွားပြီဒီမဲ့အဲမီးတွေကုန်ရမယ်နော်ရတယ်နော်ဒါတော့ အဓိကဖြစ်တဲ့ပြဿနာကတော့ဒီ socket ဒီဂျိုးကိုက်ပြီးတော့လွတ်တဲ့ပြဿနာပါ။အဲဒီကျွန်တော်ရဲ့အတွေ့အကြုံအရပြောမယ်ဆိုလို့ရှိရင်ဒီ main ဂျိုးဒီ app ပင်ဂျိုးကိုက်တဲ့အဓိကပြဿနာပေါ့နော်ဒီပြဿနာပြီးတော့နောက်တစ်ခုကအဲ main relay မှာလည်းလွတ်တဲ့ပြဿနာအဲ့နှစ်ချက်ကအဓိကဖြစ်တာပေါ့နော်အဲ့တော့ဒီမှာလဲလွတ်တာလဲတွေ့ရတယ်ပေါ့နော်လွတ်တာတော့အများကြီးလွတ်တာတွေ့ရတယ်ပေါ့နော်ဒီပဲဒါပေမဲ့အဲအဓိက main လွတ်တဲ့ဟာဒီကောင်ကြီးနဲ့ဒီ main relay နာလွတ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့မီလိုင်းနေပျောက်သွားတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်